သာဖတ်တဲ့အလေးချင်းတွေတရားနာတဲ့အလေးချင်းတွေဟာတပည့်တော်တို့အရေးအရေးကြီးလို့ကိုလို့နေတာဟုတ်လားဗျာနော်အဲ့တော့လူတွေစာမဖတ်အောင်တော့လှုပ်လိုက်ပါယဉ်ကျေးမှုတွေသုံးသန်းတွေကိုဖုံးကြီးရမ်းတန်ကယူသေးရမယ်ဆိုတာမလာတော့ဘူးလေစာမဖတ်ဘူးလေတရားကောင်းတွေမနာဘူးလေအစုံအမတွေနဲ့ကင်းနေတဲ့လူတွေကရိုင်းနေတာသိုးတာကသူတို့ရိုင်းလို့ရိုင်းမှန်းကိုမသိဘူးသူတို့ကန့်ကုန်ရောမဟာတမမှောင်ကြီးကြလေဆိုတော့မဟာန္တအလုံးတန်းကြီးကျယ်တဲ့အကန့်ကြီးတွေ ဟုတ်လားမဟာဓမ္မမှောင်ကြီးကြလေအဲ့လိုမျိုးဖြစ်နေလောကကြီးအဲ့လိုဖြစ်နေတာခင်ဗျမြန်မာပြည်ကနော်ဒါကြောင့်ဒီလိုတို့ကစာဖက်တဲ့လေ့ကျင့်တွေကိုယ်တိုင်လေးလေ့ကျင့်ထားကိုရင်သားမလေးတွေကိုလည်းပြောဦးသိငယ်လေးတွေလည်းပြောဒကာဒကာမတွေလည်းပြောအောင်ပါသို့တော့ကိုကစာမဖက်ဘဲနဲ့ဒကာဒကာမကြီးတို့စာဖက်ရဗျပဲစာဖတ်ဖို့လိုတယ်။သွားပြောလို့မရဘူး။မင်းတို့လူငယ်တွေစာဖတ်ဖို့ကွာတော်ပြင်းတဲ့ကောင်တွေကွာပြောလို့မရဘူး။အရှင်များလို့ဒါစာဖတ်ပါ။ဘယ်စာအုပ်လေးကောင်းလဲသဘောပေါက်နေတယ်။ဘယ်စာလေးတွေကိုဖတ်တဲ့လေကိုကပြောနိုင်တယ်ဆိုနိုင်တယ် ကိုရဲ့တွေးခေါ်လာရေကောင်းတယ်ဆိုတော့ပုံပုံဒီတော့စာအုပ်လေးညွှန်အောင်ပြရအော်တိုရောက်လာလိမ့်မယ်အဲ့ဒါဆိုရှင်ပြားတို့ကသာဖတ်တယ်တတိတော့သုံးရလောက်ရှိပြောဘူးတာရှင်ပြားလည်းစာကြည့်လိုက်ကြည့်လို့ပဲတဲ့ရှင်ပြားစီမေးလိုက်ရင်စာကောင်းပေကောင်းနေတန့်ထွက်လာတယ်ဘလို့ဖတ်ထားရတော့ဒါလည်းဘုရားနဲ့ဘုန်းကြီးပြောတယ်လို့အနည်း20လောက်အနည်း20လောက်ဆိုတာငယ်ငယ်တော့ဖတ်ခဲ့တဲ့နေရာတွေမပါသေးဘူးเนาะဒီတော့ဒီဇိုင်းမဲ့မဲ့ကြိုးစားခဲ့ရတဲ့နေရာတွေပေါ့ တော့အထူးကြိုးစားလာတော့အထူးမကြိုးစားပါဘူးပြင်းတာနဲ့ဖတ်နေရင်လည်းသူ့အတူရည်သွေးရတတ်လာတာနော်အခုခုနကဒေါန်တော်ကြီးစိန်ပိုက်တယ်ဒီဆက်သွင်းတဲ့တူကျော်ပြီးခွန်ကြီးဒီဒီတစ်တာကြောင်းလေးနေရဒီတော့ဒီမှာတောက်ချောင်းနော်အဲ့မှာနေခွန်ကြီးအလုပ်တွေဒီတော့ဟိုပါရောဘက်မှာရောကစားဘက်မှာရောဒီတော့အလုပ်တွေအများကြီးလုပ်နေတာခွန်ကြီးခိုင်းနေပြီးတော့ပါတယ်ဒီစင်တာဖွင့်ပွဲကြီး foundation လင်းနေပြပွဲကြီးအဲ့တော့ဝန်ကြီးကြီးပြောတယ်ဟာတပည့်တော်ရေးတာမွေးမြေဝန်ကြီးချုပ် ြောတဲ့ဒါတွေကိုရေးတာနော်နိုင်ငံတော်အဆင့်ပြောမဲ့ဟောတဲ့ဟာတွေကိုရေးတာတွေအများကြီးပဲဒါတွေရန်ကုန်ကျောင်းဖွင့်ပွဲတိုင်းဝန်ကြီးချုပ်ပြောတဲ့ဟာတွေပြီးတော့ရေးတာပဲရေးတဲ့အခါကျတော့သူတို့ကိုအကဲခဲရတယ်သူတို့ရဲ့အစင်တန်းမိလက်သာပင်တဲ့ပတ်သက်ရင်သူတို့ဘလောက်အစင်တန်းရှိတယ်အင်္ဂလိပ်သာဘလောက်လို့ရှိရှိတာတော့ဥပမာလေးတွေပြီးတော့မှဆိုရင်ဖတ်တဲ့လောက်လားပေါ့အခုကစာရင်းတတန်းလျှောက်ပြီးတော့ရေးထားလို့သူတို့မဖတ်တဲ့ရင်သူတို့အချက်ကွဲမှာအဲ့သူတို့ကတော့သူတို့နေရာကခံစားပြီးတော့ ောင်းနိုင်ငံရေးတွေလည်းမညှိအောင်ကိုဖြစ်ချင်တဲ့ဟာလည်းပအောင်ရည်ရတာတဲ့ရတယ်။ဒါကြတော့ရှင်များတို့အဆင့်တော်တော်မြင့်တော်မှာရတွေ့ကြုံနေအများကြီးလို့ရတယ်နော်။အဲ့ဒါတော့ကိုယ်တိုင်တွေ့ကြုံများထားရင်သူများနေရာလည်းခံစားရတာမခက်ဘူး။ဝင်းကြီးကအစ္စဒါကိုနိုင်ရင်ဗဟိတမှာဘာမှမခက်တော့ဒါပဲဒီလိုလိုအစ္စဒါနိုင်အောင်လေ့ကျင့်ထားဖို့နော်။အဲအဲ့ဒါလေးကိုဒီလိုလိုတို့ကပြင်ဆင်သိကြပါလေဗျာ။ဒါလေးဖတ်ပါအောင်ဗျာ။သာသနာ့ဘုရားရှင်သာသနာ့ဘုရား အဲ့ဒါဒီပြီးတော့ခုနကလည်းပြောခဲ့ပြီးသားပါနော်အဲ့တော့အဲ့တော့ဒါလေးဖတ်ပါအောင်ဗျာသာဘောဘုံမိညွခြင်းတဲ့သုဒ္ဓပြေပါသမ္ပဝေရှင်ခုနကပြောခဲ့ပြီနော် ဟိုဘသူတွေကမိရှုလိုက်တာဘသူတွေကဖြတ်တိလိုက်တာမကန်ကျေသိရှိရတာမကန်ရင်သိဖြစ်ပြီဆိုတာကိုဒီပြောတော့ဒေါသနဲ့တုံ့ပြန်တယ်မကျင်တဲ့သိကဖြစ်နေအဲ့ဒါတွေလို့ကြည်လိုက်စာအုပ်တွေရှိပြီးတော့မဖတ်တာစာအုပ်တွေရှိရနေစာမဖတ်တာမိရှုတာတဲ့ပိုဆိုးတယ်ဟုတ်တယ်ရှေ့ကမိရှုဖြစ်တာတော့အပြစ်ပိုကြီးတယ်အဲ့သူပြောတာဂျိုဆက်နော်ဘရော့စကိုင်းဆိုတဲ့ပုဂ္ဂိုလ်ပြောတယ်ဒါကြီးကသဘောကျတယ် စာအုပ်ကိုမီးရှို့ခြင်းနဲ့ပိုးဆိုးတဲ့အပြစ်ကစာမဖတ်တာပဲတဲ့နော်အဲ့တော့သူများတွေမီးရှို့လိုပဲဖြစ်ဖြစ်ဖြက်သီးလိုပဲဖြစ်ဖြစ်ခင်ဗျားတို့သိသိုးမနေနဲ့စာအုပ်ရှိပြီးတော့ကိုယ်တိုင်တော့မဖတ်ဘူးဆိုရင်တော့အဲသူတို့နဲ့မထူးဘူးဆိုတာမျိုးဖြစ်သွားတယ်တပည့်တော်တို့ကပိုးဆိုးနေတဲ့အခြေအနေဖြစ်နေတယ်နော်။ဒါကြောင့်ဇာုပ်တွေဖတ်ဖို့လိုပါတယ်။ဂျာမန်သကပုံတစ်ခုရှိပါတယ်ဗျာဖတ်ကြည့်ပါဦး။ဇာကြီးရဲ့ဘုရားကိုပိတ်သားခြင်းဒီဘုရားနဲ့ဘုရားခြင်းနဲ့ ကျေရပြီးခဲ့တင်တဲ့နေ့တင်တဲ့နိုင်လို့လူတွေပြောပြပါမစီတင်တဲ့နေရာ၃ခုရှိတယ်ဆေးရုံနေထောင်နေတရားရုံးနေစီးနေအဲ့ဒီနိုင်ငံမြန်ရေးနေတာကြောက်အမြဲတမ်းပြောတယ်ဟိုစကန်ဒီနေဗီးယားနိုင်ငံတွေတည်းကအချို့နိုင်ငံတွေမှာထောင်မှာလူမရှိလို့တခြားနိုင်ငံထောင်သားတွေကိုအငှားချပြီးတော့သူတို့ထောင်ထဲမှာတည်ထားကြာ အငှားတော့ထောင်သားဒီမှာမရှိလို့အငှားချတာတဲ့အမှုခင်းနေဘလောက်နေသွားလဲပညာတက်လို့ဗျာပညာတက်ရင်တခုခုစိတ်ဆိုးရင်တောင်သူကစဉ်းစားတာပေါ့သိုးသိမ့်မီလားဘယ်ဘလောက်ဒီတုံ့ပြန်တင်တယ်လဲပေါ့ပညာမဲ့ဘူးဆိုစိတ်ဆိုးဆိုးတဲ့အတိုင်းချထည့်လိုက်တာပေါ့ထိတ်ကနေကြည့်နော်စိတ်ကလက်သစ်ဆိုတာမျိုးလို့လက်သစ်ဆိုတော့ဒါလေဒုတ်တွေဓာတ်တွေနဲ့ဒါလေကမ်းမိရော အခုဒီလိုမြန်မာပြည်မှာလူရတိုက်ခိုက်နေတာဆိုကြည်တန်းဘာမှမဟုတ်တဲ့ဟာနဲ့လူတယောက်တက်ဖို့ဝယ်မလေးဘူးမြန်မာပြည်လို့ပြောရမှာရှက်ချတောင်းကောင်းနေဖះအဆုံးမှရှိတယ်ဆိုတာစိတ်ပြောရပြောရမှာရှက်ချတောင်းကောင်းနေဖះအဆုံးမှမရှိလို့ဗျာမရှိတာဆိုတာဖះအဆုံးမှကိုပြောတဲ့ရှင်များတို့ပြောလို့ကသူတို့သဘောပေါက်အောင်မပြောတယ်လို့ဗျာအဲ့ဒါအဆုံးမှกินနေတာ ਨੇ အတူတူပဲအဆုံးမှกินနေတယ်ဆိုတဲ့အိဗျာအဆုံးမှပေးတဲ့ဝင်းကျင်ပျောက်နေတာပတ်ဝန်းကျင်ဟာတတ္တိယဆရာ ခုကလူရိုင်းနေလူရိုင်းနေလူယုံမာတွေအားကြီးတဲ့ဝိညာဉ်ကြီးတစ်ခုလုံးဖြစ်နေအဲ့ဒါကတပြုတ်တော့လူရင်ချင်းဆိုပြီးတော့အမိခံရတဲ့ပုံကိုယ်တွေရဲ့စူးစမ်းအားထုတ်မှုနဲ့စွမ်းဆောင်ရည်နိုင်နေတယ်ဆိုတဲ့အတိပ္ပယ်ကိုပြန်ရအောင်မစီသေးတဲ့နေရာဘယ်နေရာလဲဗျာဘယ်နေရာဘာတွေတော့ဗျာစေယောပါဗျာစေယောသာအရောကြပရမလာပါကျမ်းမာခြင်းဟာလက်တပါအကောင်းဆုံးလက်လို့ပြောတာလေအခုစေယောနေပြောမနေ့ကပြောခဲ့နော်လူငယ်တွေကင်ဆာတွေ ကင်းစားဖို့ရင်မူရင်သမားတွေကျန်မျိုးမှာရုပ်ပြတင်ပြကြီးဖြစ်နေတာအရှင်များတို့ဒီတိုက်ထဲမှာနေတော့ရှင်များတို့ပတ်ဝန်းကျင်နဲ့ဟိုလစ်လစ်ဟာနေလို့အလျင်မဲ့ထွက်ကြည့်လိုက်ရင်အလျင်မဲ့ထွက်ကြည့်လိုက်ရင်ရုပ်ပြတင်ပြကြီးဖြစ်နေတာအဲ့တပည့်တော်တို့နိုင်ငံသားတွေနောက်ကြရင်တပည့်တော်တို့သာသနာကိုထောက်ပံ့ရမယ့်ပုံကိုယ်တွေအဲ့ဆိုတပည့်တော်တို့သာသနာမှာထောက်ပံ့မရှိတော့ဘူးထောက်ပံ့မရှိတော့ဘူးဆိုတဲ့သာသနာရှင်များတို့ကြည်သား ထောက်ပံ့မရှိတော့ဘူးပြည်စီလေးပါအထောက်ပံ့မရှိတော့ဘူးဆိုတဲ့သာနာရှင်များတို့ကြည်သမ်းပါဘယ်စိတ်နဲ့သာနာပြုအခြေအနေမကောင်းရင်တရားမရမလာဘူးနော်ဒီလိုတော့မနိုင်ဘူးဗျာရှင်များတို့စစ်ပဲရှောင်ကြပါဆိုပြီးတော့ဖောက်ပြီးပြန်သိမ့်ပြီးတော့စစ်ဆောင်ခိုင်းလိုက်တယ်ဒီလိုခက်ကတရားမင်းတရားကုလို့မရဘူးတင်ငယ်လေးပါလေးတော့အခုသူအခုညီပေးရင်ပေးနိုင်မယ်နော်တကယ်အခြေအနေစိုးလိုက်ရင်လူကျန်နဲ့ကျမ်းမနိုင်တော့တရားမင်းမှပြေးတယ်အဲ့ဒါသာသနာဒီလိုတို့ကကြိုးစားအောင် ဆိုတဲ့အခါကျတော့အဆုံးမကင်းနေတဲ့ဝင်းကျင်ဟာတပည့်တို့ရန်သံဃာပိုင်းတွေရဲ့ဘာသာရေးကောင်းဆောင်တွေရဲ့ဥဆောင်မှုညံ့နေတယ်ဆိုတဲ့အသေးပဲကိုထင်ပြနေ။ဒါကြောင့်ဆေးဦးနေမှာလူတွေမကြမ်းပါလို့ဆေးဦးနေမှာလူတွေများနေတယ်။အချုပ်တွေထောင်းနေမှာလူတွေများနေတယ်။ဟုတ်လားဗျာ။နောက်တစ်ခုကလေယာယုံနေမှာအခုအစိုးဆုံးကတော့စစ်တလင်းဖြစ်နေတာပေါ့ဗျာ။လေးဦးထဲမှာဆိုရင်စစ်တလင်းဖြစ်နေတာပေါ့ဗျာ။အဲ့ဒါဘာဖြစ်လို့ စာကြီးတိုက်တွေပိတ်ထားလို့စာကြီးတွေပိတ်တဲ့အခါအာမောဟစေတရိကအလုံးမလုံးတော့ဘူးအဲ့ဒါဆိုဟိတ်ကနှစ်ခုညံမယ်လူကောင်းဆိုရင်တော့နှစ်ခုညံမယ်လူကောင်းမဟုတ်ဘူးဆိုရင်တော့ခုမှန်ပါအာဟိတ်ဒရိဆန်အဲ့ဒါဆိုဒရိဆန်စိတ်ဖြစ်သွားတာလေဗျာအဲ့ဒါဆိုရင်တော့ဒရိဆန်စိတ်ဖြစ်သွားတာဗျာကျို့လူစိတ်ပအောင်သင်ပေးတာရှင်မြဘုရားဘုရားပြောတဲ့အဆုံးအမတွေဆိုလူစိတ်ပအောင်သင်ပေးတာလူစိတ်ပအောင်သင်ပေးတာ ဒါကြောင့်မိဘလူလေးမွေးလိုက်တယ်။ဒါသာမန်လူပဲ။ပြီးတော့လူလူသူသူဖြစ်ဖို့ကြတော့ဘုရားဟောဆုံးမနဲ့လိမ္မာရင်ကြီးတဲ့အဆုံးမကောင်တွေရားမှလူနဲ့သူနဲ့ဖြစ်သွားတယ်။ကျေးဇော်ရှင်ဆွေးဦးမယ်ကြတော့ဘုရားကြီးကလောကမှာတဲ့အဆုံးမကင်းပြီးလိမ္မာတဲ့သူတယောက်မှမရှိဘူးတဲ့။အဲ့ဒီအဆုံးမတွေတဲမှာဘုရားဟောဆုံးမဟာအကောင်းဆုံးမှာကျေးဇော်ရှင်ရှိုးမယ်ဆရာတော်ဘုရားကြီးကနော်။စဉ်းစားကြင်ရှင်သာယဗုဒ္ဓတော်အရှင်အသက်ကြီးနဲ့မတွေ့ရင်လိမ္မာပါမှာ။ဘယ်လိမ္မာတောင်ချင်းမြောက်ချင်းမယ်နော်။ ဟုတ်လားတောင်းမြောက်အဖြစ်နေဦးမှာနော်ဟိုစရာရာတီးစရာရာနဲ့သူရွာလဲနေဦးမှာရှင်းသတိနဲ့တွေ့လို့သူဓာတ်ခံမကောင်းဘူးလားကောင်းပါပါဒါကြောင့်ဓာတ်ခံဘလောက်ကောင်းကောင်းအဆုံးမကောင်းနဲ့မတွေ့ရင်မပွင့်ဘူးအဲ့ဒါကိုကြည့်ပြီးရွှေဝင်စရာတော့ပြည့်လောကမှာအဆုံးမကင်းပြီးလိန်မာတဲ့သူတယောက်မှမရှိဘူးတဲ့အဲ့ဒီအဆုံးမတွေထဲမှာလည်းဘုရားအဆုံးမအကောင်းဆုံးပါဒါကြောင့်ဘုရားအဆုံးမတွေရှင်ပြတို့ဆရဒနာပိကွေစာရိကံလို့ဘုရားအသံရှင်ပြတို့နားထောင်ကြည့်သမ်းပါဘုရားပြောနေတယ်ခုအလားကိုတော်တို့တရားဟောကြ ဒေသထားကြီးလှဲ့လေကြအကျင့်ကြံနေတဲ့လူနဲ့တော်တော်တွေထင်ရှားအောင်ပြကြလို့မြတ်စွာဘုရားရှင်ကခုပြောနေတုံးပဲညင်ကြည့်ပေါ့တပြည့်တော့ငုတ်တော့မေ့တယ်ဟမ်ဖုန်းနေတဲ့အချိန်လေးကောတတ်တော်လေးတဲ့ဒီမှာဒီဒီဒါလောက်ရုပ်ရက်ဆင်းကြမှာဖြစ်ဘူးအဲနော်ဝင်းနည်းနဲ့တိကျတဲ့အချိန်လေးကောင်းတဲ့တိုက်တွေဖြစ်တဲ့အတွက်လေအချို့နေပါဆိုဘုန်းကြီးတွေလည်းဂိမ်းဆော့မှပြတ်ဘူးဗျအသက်50 60လည်းဂိမ်းဆော့နေတာပဲဘောလုံးဝဲကြီးမပြတ်ဘူးဗျာ ငုတ်တုံမေ့နေတာဘာလို့နေတာလို့ဗျာပမာတော်မေ့သူတော်ငုတ်တုံမေ့သေးနေတာလူပဲငုတ်တုံမေ့နေတာသေးနေတာလူပဲဟုတ်လားဒါကြောင့်ဒီလိုဘုရားအသံနားတော်ကြည်ပါမြတ်စွာဘုရားရှင်သရရပိကွေတာရိကံလို့ဒီသစ္စာဓမ္မဒီလိုပြောခိုင်းပြီရှင်ကတော့မပြောဘူးဆိုအဲ့တရားမပြောင်းဘူးမပြောင်းရင်ငုတ်တုံမေ့နေတာမေ့နေလူတွေကဘာဖြစ်နေလဲ ပမာဒပမာဒဖြစ်နေအခုတတိုင်းမီလို့သေးနေတာလေစီးပွားရေးလဲသေးလူမှုရေးလဲသေးနိုင်ငံရေးလဲသဘာလဲအချင်းများလို့ဒီပြီးတော့တို့ကဆရထဘိတ်ဝေဇာတိကအားနေလို့ပေါ့ဒါကြောင့်ပြီးတော့ဆိုရှယ်မီဒီယာတွေသုံးရင်လည်းပြောတယ်အချင်းများတို့လူတွေသုံးတယ်လို့ကြီးတယ်မသုံးနဲ့ပြီးတော့ဘုံကြီးသုံးသုံးပြန်သူကလူရဲသေးပြီဆိုလဲဘုံကြီးရဲသေးပြီလူကဟိုကလို့လဲဘုံကြီးရဲတရားလိုက်လို့အဲ့တော့လူနဲ့ဘုံကြီးဆိုရှယ်မီဒီယာသုံးတာအတူတူပဲတဲ့နေတာထိုင်တာလည်းအတူတူပဲတဲ့ဒါသူတို့အမြင်ကိုပြောတာပါ မြင်နိုင်ဘူးလားဗျာအဲဒီလိုလိုရတယ်ဆင်မြင်ဖို့လိုတယ်အဆင်မြင်ဖို့လိုတယ်ဒါကြောင့်အစုံမကောင်းလေးတွေအတွေးခေါ်ကောင်းလေးတွေအကျင့်ကြံကောင်းလေးတွေလှုပ်ဆောင်ချက်ကောင်းတာတွေညာများပြဖို့လိုပါလူတွေမလုံနိုင်တဲ့ဟာကိုဖုတ်ရလုံနေတယ်ဆိုတဲ့အမြင်ရှိပွားအဲ့ဒါဒီလိုသာနာကိုဆရဏဘိခွေလုံနေတာပဲအွန်လိုင်းမော်ဒီဒီလိုလိုကခီးထွက်တယ်ဟောညီပြင်းနေမကဘယ်ပေါ်ရောက်သွားအွန်လိုင်းမော်ဒီဒီလိုခီးထွက်တယ်တရားတွေဟောနေကြအဲ့လိုမျိုးဖြစ်ရ နော်အဲ့လိုပြောတဲ့ခါကျတော့ဒီနေ့ social media ကြီးသုံးလာတဲ့ဖုန်းကြီးတွေကစာပေကိုနှံ့ဆက်အောင်ကြည့်မထားဘူးအယူဆအတွေးခေါ်လေးတစ်ခုနဲ့ပြောနေတာတွေကလည်းအန္တရာယ်များတယ်ဗျာဆယ်လီဖြစ်ချင်တာလေအဲဒါကြောင့်ပြောဒီကာလာမသုံးတဲ့တွေကိုရွာလဲနေတဲ့ဖုန်းကြီးတွေအများကြီးစာဆုံးအောင်တော့ကြည့်လိုက်ဗျာနော်အဖွင့်နေလေနေချာသုံးအောင်ကြည့်လိုက်ဗျာမဟုတ်ရင်ကိုပြောတဲ့ဟာကိုယ်တာနာကိုပြန်ဖြတ်နေတယ်လို့ဖြစ်တယ် ဖြောင်းအဆုံးမှာအဓိပ္ပာယ်တမျိုးကောက်သွားတာ ਨੇ မရှိနိုင်ဘူးလားဗျာအဲ့ဒါကိုအင်္ဂလိပ်လိုရော out of context လို့ခေါ်တယ် context သူတို့လိုချင်တဲ့ဟာလေးဖြတ်ပြီးဘူးအခုဒီလိုဇော်ရခန့်နေတာတပည့်တို့ကမှန်မှန်ကန်ကန်ပြောနိုင်တယ်မှန်မှန်ကန်ကန်ပြောနိုင်တယ်ပါကျုပ်စရာတော့ easy တယ်ပြောလို့အားကိုးနေလို့ပဲရမှာလဲဗျာဟုတ်ဘူးလားဒီလိုတို့ကဒီဖိုးကြီးတွေပဲအားကိုးနေကြပြီးတော့ဟုတ်စကားပြောတာပါအရင်စကားနဲ့ပြောတာဘာကောင်းနေစရာတော့ပြည့်လို့ဖုန်းကြီးအိုကြီးတွေ နော်ဟိုဒီတိပိကဆရာတော်ရောဆရာတော်ဖျားတို့ဘုန်းကြီးအိုကြီးတွေဘုန်းကြီးအိုကြီးတွေကြီးအာကိုနေလို့မရဇီရောလူငယ်တွေလူရွယ်တွေလောက်ကြပါဗျာနော်တရားကောင်းတွေပြောကြပါဗျာတိတိရောလောက်ကြကွန်တက်တွေဖန်နေကြပါဗျာရှင်များတို့မီဒီယာသုံးနေတယ်ဆိုရင်လေလေအဲ့ဒါလေကွန်တက်ခရီတာတွေကောင်းကောင်းလုပ်တယ်ဆိုရင်ဒါမီဒီယာဘိုင်းမှာသုံးချနိုင်တယ်ဆိုရင်ဒါလည်းရှင်များမီဒီယာမှာဒါတရားဟောတာပါဇီရောဒီလိုမြင်ပါလေနော်ဒီတော့ဟောပြောပို့ချချက်တွေရှင်များတို့ TikTok မှာရော YouTube မှာရော Facebook မှာရောကြည့်ပါ comment ဆိုတာသိမလားပေါ့ comment ဆိုတာသိမလားပေါ့တပြိတော့လဲအဲ့ရိုးရိုးရွရွပုံပုံလင်းလင်းကြီးပြောချလိုက်တာဘာလို့ဒီလိုဘုံကြီးတွေအများနဲ့လက်အုပ်လေးချီပြီးတော့အထက်ထမ်းပြီးတော့တင်းနေတာ ਉਹ ဗျာတင်းတဲ့နေရာကတော့ခင်ဗျားတရားတင်းရအောက်ကြခံပြီးတင်းရတာတွေလည်းရှိပြီဥပမာဇက်တော်တကုမှာလေဖះလောင်းကတရားဒီခိုးနေတာ ਉਹ ဗျာဘာဖြစ်လို့ခိုးอ่ะမိမကတရားဒီသားနေတာ ਉਹ ဗျာနော်ဘယင်တရားဒီသွားခိုးနေတဲ့အချိန်ဟိုဘယင်ကပညာသင်နေတယ်နော် ကိုပညာသိမိတဲ့ပုံနာအောက်ကနေလက်အုပ်ရှိပြီးပညာသိတယ်။ဘယင်ကအပေါ်ခုံကြီးပေါ်ကြောက်ဖြာကြီးပေါ်မိမ့်မိမ့်ဆိုဘုရားလောင်းတရားပြုံပေါ်ခုံချိုင်ဒါကတော့သဘာဝမကျ။အဲချက်ချင်းပြောတာတော့အမြင်မင်းနေတာပညာသိတဲ့သူကအောက်ကပဲရှိရ။အဲ့တော့ you are အဲ့တော့ you are အစ်စိတ်လေးတစ်ခုရသွားတယ်စိတ်ထဲမှာဟောပညာသိရင်အောက်ကနေရမယ်စိတ်ကို။ဟုတ်လားဗျ။ပညာသိရင်စိတ်ကိုအောက်ကနေရမယ်။အောက်ကနေရမယ်။ နေပြီးတဲ့သူကသူကသူဘာပဲပဲဖြစ်ဖြစ်တန်းတစ်ခုအနေနဲ့သူတို့ကလေးစားမှုရှိရအဲ့ဒါဆိုသူတို့ပညာသင်တာကထိရရအောင်ရှိအဲ့လိုမဟုတ်ဘူးကကျတို့မန်နဲ့လာတယ်ပေါ့လေတခုခုခန်းနေတယ်ဆိုရင်တော့အလားအစင်မပြေကန်ဟုတ်ပြီပြားထားလိုက်တော့တပည့်တို့စာကြည့်တဲ့တကားတွေပိတ်လိုက်တာနဲ့အမြမြန်မာပြည်မှာရုပ်လာလိုက်တာဆုတ်လာလိုက်တာဟုတ်ရင်နောက်ဆုတ်ဘလောက်ဒီဆိုးသွားလဲထောင်နေတဲ့မှာလူပြေးရှမ်းတောင်နေသေးတယ်ခဏခဏထောင်ခါတယ် အခါကြီးနေကြီးတွေထူးခြားတဲ့နေတိုင်းတစ်နှစ်တစ်နှစ်ကိုတပြီးတော့ထင်တယ်ပေါင်းငန်းလွတ်တယ်9000ထက်တော့မရောလောက်ဘူးဒါလည်းလူမကုန်ဘူးလာခဲ့ဒီမြမပိုင်းမှာရှိတဲ့ထောင်နောက်ထပ်10000ထက်တော့ပြည်မှာပဲတပြီးတော့ဗမောက်ဘက်ကိုတင်တန်းပို့ချတယ်ပြီးအဲ့တော့အုတ်ချိုရီမူတွေကြီးတဲ့သက်သက်တင်တန်းပို့ချဗမောက်ကမြို့နယ်အိုချိုကြီးကကောင်းတယ်ဗျအဲဒီတော့ဒီတော့ခစ်ကောင်းတော့ဘူးနော်အဲ့မှာဗမောက်ဒေတာကြီးခုနှစ်ခုလုံးက အိုးချိုးမှုတွေရက်ရွာအိုးချိုးမှုတွေဆေးတွေအကုန်တက်အဲဒီတော့ဒင်းနန်းပို့ချတာ250လောက်ရှိအဲသူတို့ရဲ့ feedback သူတို့ပြောတာပြီးတော့နားထောင်လိုက်အဲ့ဒီကကြီးကပါပြောတယ်သူတို့ထောင်နေလည်းမဆန့်တော့ဘူးပြရတယ်သူတို့မွေးရည်စီတုံတိုင်းမကောင်းတာလုပ်တယ်ပြီးတော့ထည့်ရတာထောင်လည်းမဆန့်တော့ဘူးလေအဲ့ဒါဆိုတပည့်တော်ကထောင်နဲ့ထည့်တာအဖြစ်မဟုတ်ဘူးလို့ပြောမြင်တယ်ကဲကျင်ပြရတယ်ထောင်နဲ့ထည့်တာအဖြစ်လားထောင်နဲ့မရောက်အောင်လုပ်အောင်ပါဗျာ ထောင်ထဲရောက်လာတာဖြစ်မဟုတ်ဘူးထောင်ထဲရောက်တာကမကောင်းဘူးတခုခုမှားပြီမှအဲ့ဒါလိုပြီးတော့ကဘုံကြီးတွေဆိုတာထောင်ထဲထည့်တဲ့ပြည်တံပေးလို့ရတယ်ရပါတယ်။ဒါထောင်နဲ့မရအောင်ရှင်များတို့တာဝန်ရှိတယ်။လူတွေချုပ်တွေထောင်နေစိတ်ဥသေးကမြန်သွားတာဒီလိုလိုအဆုံးမညံ့နေလို့။တို့အဆုံးမနီးစနစ် quality တွေနှိမ့်နေလို့ဒီလိုဖြစ်နေ။အဲဒါကြောင့်ဆေးဝင်တွေကိုအဖေအဖေကြီးကကျမ်းမာကြီးကလည်းတော့ပါဆိုကျမ်းမာအောင်နေထိုင်စားတော့တဲ့ဖို့ဟောဒါသင်ပေးရ။ ဒါပြောပြရစီးပွားရေးနဲ့ပတ်သက်ပြီးစီးပွားရေးမဆုပ်ရုပ်ကိုဘုရားရှင်ကစီးပွားရေးနည်းလမ်းပြောပြအဲ့ဒါဒီလိုပြောပြရနော်အိမ်တော်ပြုတ်ကြတဲ့ခါအိမ်တော်ရေးတာဝန်ကျေဖို့အာဒါလေးမျိုးပြောပြရလဲပင်ပြင်ကနှဆောင်ချသူမိဘနဲ့သားဘုရားနဲ့လင်အရှင်နဲ့ကြွန်ထေမွန်တကမိတ္တဟာနဲ့ဆရာတိတိတိမချော့ကျေဝတ်စုံလင်ဖြူတန့်စင်မှုရှင်လဲမသွေတေလဲမကောနိုင်ရလူပြီလှဲ့လီအတူဆန်စားမှုနေပြီရှင်ပြီဝင်ရတိတိမတီကျွန့်ချွတ်သူတို့မှာ လေးရဖို့လုံလူပြရှုံဤဘယ်စရာတော်ဖရာကြီးတော်မြတ်သင်္ကသာစရာတော်ဖရာကြီးရဲ့လင်္ကာသူမှန်လေပဲရှိနေနော်သင်္ကသာစရာတော်ဖရာကြီးရဲ့နော်ဟုတ်လားအတန်သမီးဂျင်းဝေပါအဲ့ဒီဒီပြောလို့နော်သင်္ကလောဝါရသုတ်တို့ဂိဝိညာသုတ်တန်တို့အဲ့ဒီလင်္ကာတွေအဲ့ဒါသင်္ကသာစရာတော်ဖရာကြီးမင်းတို့မိခက်ကရေးခဲ့တဲ့လင်္ကာတွေပြန်နော်လှင်းနှစောက်ကားဆိုရင်ကားဘေးမြင်မှကကြက်ထားတဲ့နတ်အေးအဲ့လိုပဲတာဝန်ဝတရားဟာအပြန်အလှန်ရှိတယ်ဇာယနဲ့တပြည်မိဘနဲ့တာ မရနဲ့လဲဘုရားရှင်ကအဲ့ဒါလူမျိုးရေးကျင့်ဝတ်တွေဟောခဲ့လူတို့လူလူသိရမယ်လူလူအကျင့်သိက္ခာရှိရမယ်လူလူတာဝန်ဝတ္တရားတွေကျင့်ပြောရမယ်ဆိုပြီးဘုရားရှင်ပြောခဲ့တဲ့ဟာအဲ့ဒါလောကငြိမ်းချမ်းကြောင်